မင်္ဂလာပါရှင်တရှေတို့ဒီနေ့ကတော့ဒီ using formula ဆိုတဲ့ formula ကို အသုံးပြုပြီးတော့မိမိ data တွေကိုအယောင်နဲ့အခွဲခြားစစ်ထုတ်ပြမှာပဲဖြစ်ပါတယ်အဲ့တော့ user formula ကိုအသုံးပြုပြီးတော့ကျွန်တော်က data တွေကိုအရောင်းနဲ့ဖွဲ့ခြားစစ်ထုတ်တဲ့အခါမှာကျွန်တော်ကဒီလိုမျိုးကိုလိုချင်တဲ့ data တစ်ခုချင်းစီကိုကျွန်တော်ကဒီမှာစစ်ထုတ်လိုက်လို့ရတယ်ကျွန်တော်အရင်နေ့ကပြောသွားတဲ့ data ကကျွန်တော်ကျွန်တော်ကအာကြီးတာမြင်တာသုံးဖို့ icon search ကိုပြောတာဆိုတော့သူက10အကွက် total တစ်ခုတည်းကိုပဲကျွန်တော်ချလို့အဆင်ပြေတယ်ဒီတစ်ခါကျရင်အချက်ကဒီလိုမျိုးပေါ့နော် attend line မိမိမှာရှိတဲ့ data တွေကို attend line ဒီလိုမျိုးရှာခြင်းနဲ့အရောင်းလေးတွေနဲ့ဆယ်လို့ဖွဲ့ခြားပြီးစစ်ထုတ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် ဘက်က formula သုံးပြရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ formula လေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်เนาะထည့်လိုက်ပြီเนาะအဲ့တော့ကျွန်တော်မှာရှိတဲ့ data တွေတဲကနေပြီးတော့မှကျွန်တော်ကဒီ total အခွက်ကိုပဲချက်ကမူတည်မယ် total အခွက်တန်ဖိုးမှာရှိတဲ့ကိန်းဂဏတွေ9000နဲ့အထက်ရှိတဲ့တန်ဖိုးတွေကိုကျွန်တော်ကအယောင်လေးနဲ့ဖွင့်စားပြီးတော့စစ်ထုတ်ရှင်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်သူ့ရဲ့ဘေးတန်တန်းမှာဖြစ်ရမယ်နော် သူဒီတွက်ရှင်တဲ့ဆဲအကွက်ရဲ့ဘေးမှာဖြည့်ရပါမယ် equal ဆိုပြီးတော့အဲ့ဒီ total ဆိုတဲ့အကွက်ဒီ greater than 50ရာထောင်တော့9000အထက်ရှိလားလို့ချက်လို့ကပြောမယ်အဲ့တော့9000အထက်ရှိတယ်ဆိုလို့ရှိရင်သူက true လို့ဖော်ပြပြီးတော့9000အောက်မှာရှိတဲ့ data တွေကိုလည်းချက်လို့က false လို့ဖော်ပြပေးတယ်အဲ့တော့ချက်လို့က true or false လို့အဖြေထွက်ပြီး logical test ဖော်ပြအဖြေထွက်ပြီးဆိုလို့ရှိရင်ကျွန်တော်က conditional format ချက်လို့ကသုံးလို့ရပြီ using formula သုံးလို့ရပြီဟုတ် ပြီဒါကြောင့်မလို့ဒီ data လေးကိုကျွန်တော်က lock ခဲ့ဖို့လိုတယ်ဘသူ့ကို lock ခဲ့မှာလဲဆိုတော့ column ကို lock ခဲ့ဖို့လိုတယ်နော်အဲ့တော့ column ကို lock မှာဆိုရင် f4 ကိုတစ်ချက်နှိပ်မယ်ဆိုရင် column row ကိုနှစ်ချက်ဆိုလို့ရှိရင်တော့ကျွန်တော်က row နောက်တစ်ချက်ဆိုရင်ကျွန်တော်က column ဟုတ်ပြီဒါလေးကိုကျွန်တော် copy ကူးလိုက်ပါ equality ပါအောင် copy ကူးပြီးတော့ကျွန်တော် equal ဒီပါ copy ကိုမဲ့ control c လောက်မယ်နော်ပြီး enter function လိုက်ပါမိမိ data အကုန်လုံးကို select မှတ်လိုက်ပါ control shift ကိုဖိ zero right arrow နဲ့ down arrow ကိုနှိပ်လိုက်ပါရှင်းပြ data အကုန်လုံးကို zero select မှတ်သွားပါလိမ့်မယ် conditional format တွေကိုသွားပါ new rule တွေကိုသွားပါကျွန်တော်ဒီမှာ use a formula ဒါလေးကိုသုံးပြရမှာပဲဖြစ်ပါရဲ့နော် အဲ့တော့ဒီ share ကတော့ Kimina Queen ရဲ့ founder ရဲ့ trainer တော့ Nat Chak ပဲဖြစ်ပါရဲ့ဒီ share ရုပ်ရဲ့အဲဒီလိုမျိုးနေ့စဉ်အဲ daily usage ပေါ့နော်အလွယ်ကူဆုံးအဲဒီ format လေးတွေကိုမျှဝေပေးနေတာပဲဖြစ်ပါတယ်အဲ့တော့ဒီ share ရဲ့ TikTok နဲ့ကျွန်တော်အဲ YouTube ရဲ့ပြီးတော့ Facebook ရဲ့ပေါ့နော် account တွေကို Computer Queen ဆိုတဲ့ account ကိုကျွန်တော် like နဲ့ follow လုပ်ပေးလို့ရပါတယ်နော် တော့ဒီသင်ငန်းစာလေးရတော့ကျွန်တော်ဒီလိုမျိုးအရာလေးတွေနဲ့စစ်ထုတ်တာပေါ့။ဘာအသုံးပြုမှာလဲ USA formula ကိုအသုံးပြုမှာ။နောက် USA formula to determine width say to format နောက် format တွေကိုကျွန်တော်က formula နဲ့စစ်ထုတ်မှာ။အဲ့တော့ဆူဆူနာက copy ကုကတဲ့ data ကိုကျွန်တော်ဒီမှာပိတ်ချလိုက်။နောက်ပိတ်ချပြီးသွားရင်ဒီမှာ formula လေးဖြစ်သွားပြီ။ပြီးရင်တော့ဒီမှာ format တွေကိုသွားမိမိလိုချင်တဲ့အရာတရားကိုယူလိုက်ပါ။ အာမိမိတို့ဂျင်းတဲ့အရာတရားယူလိုက်ပါတကယ်တော့အရာနဲ့ချက်တော့ပြင်ကျင်တယ်ဆိုလို့ရှိရင်မိုးကလာတဲ့မှာချက်တော့စိတ်ကြအရာနဲ့ထပ်ပြီးတော့ယူလို့ရတယ်နော်โอเคပေးလိုက်ပါโอเคပေးလိုက်ပါโอเคပေးလိုက်ပါဒါဆိုရင်တော့9000ရဲ့အထက်မှာရှိတဲ့ data တွေကိုကျွန်တော်ကအရာုံနဲ့စစ်ထုတ်ပြီးသွားပြီနောက်တစ်ခေါက်ထပ်ပြီးတော့ကျွန်တော်စစ်ထုတ်ကြည့်ရအောင် equal ဒီ data လေးဒီ less than equal 9000 ဥစေရာထောင်းတော့ငါတော့ပြီးရင်တော့သူ့ကိုတော့ကျွန်တော် F4 သုံးချက်နေပါမယ်နော်ကော်လံပဲ location နာပါအဲ့တော့ငါတော့အထက်မှာ မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကအာငါတော့ရဲ့အောက်မှာရှိတယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲ 2လို့ထွက်ပြီးတော့ငါတောင်းရဲ့အထက်မှာဆိုကျွန်တော် first လို့ထွက်မယ်ဒါလေးကို copy ကိုလိုက်ပါ control c အလားခဒီ name လေးကို select မှတ်လိုက် control shift right arrow down arrow ပြီးရင်တော့ new row ကိုသွားပါ use a formula ဒီနေရာလေးမှာ control v ဒီမှာတစ်ချက်နှိပ်ပြီးတော့မိမိလိုချင်တဲ့အယောင်လေးကိုမိုးကလာတဲ့သွားပြီးတော့လိုချင်တဲ့အယောင်လေးကိုစစ်ထုတ်လို့ရတယ် okay ပေးလိုက်ပါ โอเคပေးလိုက်ပါဒါဆိုရင်တော့ငါးတောင်းရဲ့အောက်မှာရှိတဲ့ data တွေကိုဒီလိုမျိုးအယောင်နဲ့ခွဲခြားစစ်ထုတ်လိုက်လို့ရပြီဟိုကြိုက်သလိုစစ်ထုတ်ပေးလို့ရပါတယ်เนาะညာဘက်မှာအများကြီးဒါဆိုရင်ကျွန်တော်ကဘယ်အကွက်ကိုပဲနှိမ့်နှိမ့် filter ဝင် color ကိုနှိမ့်လိုက်ရင်ငါးတောင်းအထက်ဆိုရင်ဒီတန်ဖိုးတွေကြာလာမယ်နောက်တစ်ခုကကြောငါးတောင်းရဲ့အောက်ဆိုလို့ရှိရင်ဒီတန်ဖိုးတွေကိုကြာလာမယ်ဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ငန်းစာလေးကတော့လုပ်ငန်းခွင်တိုင်းရဟန်းကိုအသုံးချမယ်လို့ထင်ပါတယ်เนาะအဲ့နောက်ထပ်နောက်ရက်သင်ငန်းစာမှာဒီလိုမျိုးလုပ်ငန်းခွင်အတွက်လွယ်ကူရွေးရှိပြီးတော့အသုံးဝင်စေမယ်အိတ်ဇေ ဲရဲ့ tip and trick သင်ခန်းစာတွေကိုထပ်ပြီးတော့မျှဝေပေးသွားပါမယ်။ဒီ share ကတော့ Computer Queen ရဲ့ Founder and Trainer.net ကြောက်ကြရဖြစ်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။